ိတ်ကလေးတွေမင်းတို့မအသက်ကြံနေလားတားတော့တက်ကိုဘာလို့မလို့လဲဗျဟာဘာလို့အမလဲဓညတိုက်နေရလေမင်းတို့လက်တွေရှေ့ကိုထုတ်လိုက်စမ်းအောင်မရာရာဆဆကလေးတွေစီကအသက်ကိုလာပြီးတော့ဓညတိုက်နေရတယ်လို့လာစမ်းပါစေပန်ယုငပိန်နဲ့တွေ့သွားစေရမယ်အဲလိုပြောပြီးငပိန်နဲ့ဖိုးထူဟာဓညနှစ်ယောက်ကိုတိုက်ခိုက်ဖို့ပြင်တော်တယ်ဟာဟာဟာရီးရတယ်ကွာဒီမလောက်လေးမလောက်စားတွေကကျုပ်တို့ကိုတိုက်ခိုက်မယ်ဆိုပဲ ဒါလို့ဆိုလဲရတယ်လीလာပေါ့အဲ့လိုပြောပြီးလေးယောက်သာတိုက်ခိုက်ကြတယ်ခဏလောက်တိုက်ခိုက်ပြီးချိန်မှာပိုတူနဲ့ငပင်ကသမားတွေကိုကန့်ချက်ချောင်းအဝေးကိုနှွင့်သွားခင်းညနေဆောင်တခုမှာတော့ဖိုတူတို့ဖွဲသားတွေကတပီကုန်းရွာကနေနှွားလေးစီပြီးပြန်လာနေခဲ့ကြတယ်ပါ။ငပိန်ကတော့ရှေ့ကနေလင်းမောင်းနေပြီး တုံဘောကတော့မုံဆိုင်နဲ့ရှုကင်းနေငင်လို့လိုက်ပါလာခဲ့တယ်။ငပိန်ကလမ်းကိုတက်တက်မသွားပဲလမ်းမေးမျက်တည်ဆွဲဆနေရဲ့နွားကိုချိန်လုံးနဲ့ရှိုင်းလိုက်တယ်။အောင်ညိုလမ်းကြောင်းလမ်းကြောင်းလမ်းကိုတက်တက်ရှောက်မယ်။ဒို့တုံဘောကတော့ဟေးအစားနဲ့ပါးစပ်နဲ့ကိုလွတ်မထောင်။အစားကလူနဲ့တည့်လေဒါမှမဟုတ်စားပေးနေရတာ။အော်အေးပါဟေးပြောမိတာပဲမှားပါတယ်။ဒီလိုနဲ့ရှုကင်းနေခြင်းလိုက်ပါလာတဲ့ဖိုးတို့ဟာ ဟာဟဲ့နီခုနာတော်ရဲမှာအလင်းအောင်မြင်လိုက်တယ်ဟာဘာလဲလေဟိုသူရဲ့ဟိုနတ်သမီးလိုမျိုးကိုရံကိုဟာတောက်ပနေရဲ့အလင်းမျိုးလားအဲ့တော့ငါလေးဘယ်သိမလဲဟာအနီးကသွားကြည့်မှတိမှာပေါ့ဂျိုသားရောမဖြစ်နိုင်အောင်လားဘူးသူအင်းနော်ငပိန်လှေခဏလောက်ရက်ပြီပါငါပိန်ကနွားကျိုးကိုဆွဲလိုက်တယ် ဟုတ်ဟုတ်စစ်တော်စစ်တော်ခဏရက်မယ်လဲရက်သွားတော့ဖို့တူလေးလဲမွာနေခုံစင်းလိုက်တယ်ဖို့တူနင်းငယ်သွားကြည့်မလို့လားအေးလေမင်းတို့ရော မလိုက်ကြအောင်လားလိုက်မှာပေါ့ဟာဒီလိုနဲ့မိပိုင်းတို့တောင်းရောက်သွားလေလဲမွာဆင်းလိုက်ကြပြီဖို့တူနဲ့အတူတော်ရဲကိုဝင်သွားခဲ့ကြသည်အလင်းအောင်မြင်နေရတဲ့တော်ရဲကိုရောက်မှာတော့အကောင်လုံးက အံ့ဩသွားခဲ့ကြသည်။အကြောင်းကတော့အလင်းရောင်ထွက်နေတဲ့တကားပေါက်တစ်ခုကို မြင်လိုက်ရလို့ပါ။အလင်းရောင်ကဒီတကားပေါက်ကနေလာတာပဲဟ။ဒါဂျိုသားတွေဝင်ထွက်လို့တဲ့တကားပေါက်များလား။ဟိုဒီလိုဆိုငါတို့အပေါက်တွဲဝင်ပြီးတော့ဂျိုသားတွေစီလိုက်လေကြမလား။ဟိတ်ဟိတ်။ဘာမှမသိသေးတော့ဇွတ်စုံမလောက်ကြနဲ့နော်။မိမိုင်းအဲ့လိုပြောနေတော့တကားပေါက်ကအလိုလိုပွင့်သွားခဲ့တော့ဒီ။ဟမ်။တကားပေါက်ပွင့်သွားပြီ။ ငါသိမိဖို့တို့ဒီတကားပေါက်ကတို့ဝင်စီချင်တာပဲဖြစ်ရမှာအေးဟာစူဇန်းကျင်စိတ်ပြင်းများတဲ့တို့ဝင်နေမှာတို့ရတယ်လို့ကွာအဲ့လိုပြောပြီးဖိုးတူကရှေ့ကနေဝင်သွားတော့တော်ပေါ်နေငပင်လေးလိုက်ဝင်သွားခဲ့တယ်ဟဲ့ဟဲ့နင်တို့ရေနော်မစင်မကျင်းနဲ့လောက်ကြပြန်ပြီဒါနဲ့မိဝိုင်းလေးပျော်ပျော်ဆူဆူနဲ့အဖွဲသားရင်တော့ကိုလိုက်သွားခဲ့တော်တယ် ဂျိုသားရီအနေနဲ့ကဘာမှုပဲနဲ့ရွာတရာဖြစ်နေရပြီ။ငါမပြောဘူးလား။စွတ်စွတ်မလုပ်ကြပါနဲ့ဆိုတော့။ဒါနဲ့ဒီနေရာနေဘက်ပဲရှိသေးရပဲဟာ။ဟမ်။သူတို့လေတယောက်တကုံပြောရင်နဲ့ပတ်ဝန်းကျင်ကိုစူးစမ်းနေကြတော့သူတို့နောက်မျိုးသားတယောက်ကလူမမာတယောက်လိုလမ်းလျှောက်လာရင်နဲ့လဲကျသွားခဲ့ရော်ရီ။ဟာ။ဟုတ်မ။ဦးလေးတယောက်လဲသွားပြီ။ဒါနဲ့သူတို့အုပ်စုလေဦးလေးကြီးနာကိုတိုးခတ်သွားကြတယ်။ ။ဦးလေးကြီးကတေးများသွားတာလား။မဟုတ်တော့ပါဘူးဟ။ဟိုမှာအတော်ကြီးတယောက်လာနေတယ်။အခုညီတောင်းကြတာပေါ့။ဟိုအရှင်ဟိုဒီမှာဦးလေးတယောက်လဲကြသွားလို့ပါ။ဘာဖြစ်တာလဲမသိဘူး။ကြည့်ပေးပါအောင်မြ။အဲ့ဒီမျိုးသမီးကအနားကိုကတ်သွားခဲ့တယ်။ဟိုလက်ကနှစ်ဘက်ကတုံညဖြစ်နေတာပဲ။ကို့အတက်ကိုမနှမျောပေးနဲ့တုံပြုံးခဲ့ပုံရတယ်။ကလေးတွေဒီလူကတေသွားပြီကွ။ဗျာ။ဘာလို့ဆုံးသွားလဲ။ သူ့လက်ကဝတ်ကိုကြည့်လိုက်လေနမကတုံညာဖြစ်နေပြီဒါကြောင့်သိတာပေါ့ကွအဲ့လိုပြောပြီးတော့အတော်ချင်းလေသူတို့နာနေထွက်သွားခဲ့တော့ဒီဟိုဟိုအရှိဟိုဒီဦးလေးကြီးကိုဘယ်လိုလုပ်မလဲဩတည်တော့ပါပြီဆိုမှဘာလို့ချင်နေရလဲဒီအတိုင်းပဲထားခဲ့လိုက်တော့ဗျာဒီဟာမနေရဲ့လူတွေကလူတွေရောဟုတ်ရဲ့လားစိတ်ရောပဲနေမှာဟိုကြီးလမ်းလျှောက်သွားတဲ့ပုံစံကိုကြည့်ကြည့်လေစိတ်ရောနေတူးမနေဘူးလားဟင် ဒီတော့ပေါ်နေတော့ပြောလိုက်ဘာမှမသိဒါနဲ့ဖိုတူလည်းတတိယသွားခဲ့ပြီးတော့သူ့လက်ကောင်းဝိတ်ကိုချက်ချင်းပဲကြည့်လိုက်တယ်ဟမ်ငါလက်မှာနံပါတ်တီပေါ်နေတယ်ဒါပါလေဖိုတူစကားကြောင့်ငပိန်တို့လည်းကြည့်လိုက်ကြချိန်မှာဖိုတူအတိုင်းနံပါတ်တွေရှိနေခဲ့ကြတာပါဒီနံပါတ်တွေကဘာအတွက်ကြောင့်ပေါ်လာတာလဲဟိုကြီးပြောသွားသလိုတို့မှရှိရဲ့နံပါတ်ကတုံညဖြစ်သွားရင်တို့လည်းတီမာလာရင်ဟမ် ငါငါမသေးခြင်းသေးဘူးဖို့တူရအရင်လေးမစိုးရင်ပါနဲ့ငါတို့ဖြစ်နေရဲ့ပြဿနာကိုအပြေရှာမှာပါခုတော့တခြားနေရာတော့ကြည်ကြတာပေါ့ဒါလို့နေသူတို့အဖွဲ့သားတွေလေးဈေးထဲကိုရောက်လာခဲ့ကြတယ်ဒီဝါရဲ့ထူးခြားချက်ကတော့တခြားရွာတဲ့လူဈေးချင်းကန်ပြီးဈေးဝယ်နေတဲ့သူတွေမရှိခဲ့ပြီးတခုခုဝယ်ပြီးရင်လည်းလက်ကောက်ဝယ်ချင်းချင်းကက်လိုက်ကြတာကိုပဲညင်ကြရမှာပါ ဒီနေရာကထူးဆန်းနေတယ်လို့ပဲဟိုမကြီးကပအောင်ဝယ်ပြီးပတ်စံလည်းမပေးပဲဘာလို့သူ့လက်ကောက်ဝင်နဲ့ဆန်ရှင်လက်ကောက်ဝိတ်ကိုထိလိုက်ရတာလေဟာဂတိနဲ့ပြီးရင်မောက်ရတာချင်းနေဘက်နေလက်ကောက်ဝိတ်ပါဆိုမှလက်တန်းနဲ့မှဂတိဖြစ်မှာလေအော်အေးဟုတ်သားပြီဒါနဲ့ဖိုးထူးအောင်မပြောမစုံနဲ့ဈေးတဲ့တော်ကြီးနောက်သွားလိုက်တော့ငပိန်တို့လည်းနောက်ကနေလိုက်သွားခဲ့ကြတယ်အရှိပအောင်တတော်ဘလောက်လဲဆန်ရှင်တော်ကြီးက ဖိုးတူတို့အဖွဲကိုကွက်ကြည့်ကြည့်လိုက်တယ်။မင်းတို့အစိုးရအသက်ရောကြံသေးရလား။အသက်ဆိုတာဘာကိုပြောချင်တာလဲယင်အကြီး။မင်းတို့ကဒီဝါမဟုတ်ဘူးနဲ့တူတယ်။ဒီဝါမှာဘာဝယ်ဝယ်အသက်နဲ့ပဲပြီးချင်ရတာကွ။ဒါဆိုတားတို့လက်ပေါ်မှာပေါ်နေတဲ့ကနန်းကြီးကတားတို့အသက်တွေလိုက်။သဘောပေါက်လဲသွားပြီ။မင်းတို့လက်ပေါ်မှာရှိနေတဲ့ကနန်းကြီးကမင်းတို့ရဲ့ကြံရှိနေတဲ့အသက်တွေပဲ။ပြောင်း။ကဲခုဝဲမလားမဝဲဘူးလား။ ပေါမွန်တရားသိရှိတာမဟုတ်ဘူးနော်။ဝင်းဝဲထားပေါ့။မဟုတ်ရင်မင်းတို့ငတ်မှာ။လူရမယာဝဲထားမှနဲ့တူတယ်ပို့တူ။ပေါမွန်တထုတ်ဘလောက်လဲရီ။တနစ်ပါ။ဗျာတနစ်ဟုတ်လား။ဒီလိုဆိုရှိနေရဲ့ကနန်းนี่မြန်မြန်កော်ပြီးတော့တည်သွားနိုင်တာပဲ။ဒါပေါ့ဒါပေါ့။မဝင်နိုင်ငယ်ပဲ။ဒို့အသက်ထက်ဘယ်ရားမှရေးမကြည့်။အရင်ဆုံးဒီကနေသွားကြမယ်။မဝင်နောင်နိုင်ရမယ်နော်။ဒီရွာမှာရေကားအစလက်ကားမရအောင်ဝဲတော့ရလား။ တခြားရွာတွေလိုအင်းနေအိုင်နေလည်းမရှိဘူး။တီးနံနေလည်းစိုက်မြောင်။အပင်နေမှာရှိရဲ့အသီးတွေလည်းစားမြောင်။ဟုတ်ကဲ့ပြောပြပေးလို့ကျေးဇူးပါပဲကြီး။အဲ့လိုပြောပြီးဖိုးတူဟာရှေ့ကနေထွက်သွားတော့တုပ်ပေါ်တို့လည်းနောက်ကနေလိုက်သွားခဲ့ကြတယ်။နောက်တော့သူတို့အဖွဲ့သားတွေလည်းအုံတော်ရှိရာကို ရောက်လာခဲ့ကြတာပါ။မဖြစ်တော့ဒီနေရာအန္တရာယ်များတယ်။ငါတို့ဒီနေရာကနေပြန်ထွက်ကြမယ်။ ဒါဆိုငါတို့ဝင်လာခဲ့တဲ့တကားပေါက်ကို ပြန်ရှာရမှာပေါ့ဟုတ်တယ်ကပေးအဲ့ဒီတကားပေါက်ဘယ်နှရှိနေရေးဆိုတော့အရင်လိုက်ရှာမယ်ဖိုတူအဲ့လိုပြောနေတော့လူမိုက်နှစ်ယောက်ကသူ့တို့နောင်ရောက်လာခဲ့တာပါဟိတ်ကလေးတွေမင်းတို့မအသက်ကြံနေလားတားတို့တက်ကိုဘာလို့မလို့လဲဗျဟာဘာလို့အမလဲဓညတိုက်နေရလိမင်းတို့လက်တွေရှေ့ကိုထုတ်လိုက်စမ်းအောင်မရာရာဆဆကလေးတွေစီကအသက်ကိုလာပြီးတော့ဓညတိုက်နေရတယ်လို့လာစမ်းပါစီ ပန်ယုငပိန်နဲ့တွေ့သွားစေရမယ်။အဲလိုပြောပြီးငပိန်နဲ့ဖိုးထူဟာဓမြနှစ်ယောက်ကိုတိုက်ခိုက်ဖို့ပြင်တော်တယ်။ရီရတယ်ကွာ။ဒီမလောက်လေးမလောက်စားတွေကကျုပ်တို့ကိုတိုက်ခိုက်မယ်ဆိုပဲ။ဒါလို့ဆိုလဲရတယ်လေ။လာပေါ့။အဲလိုပြောပြီးလေးယောက်သာတိုက်ခိုက်ကြတယ်။ခဏလောက်တိုက်ခိုက်ပြီးချိန်မှာဖိုးထူနဲ့ငပိန်ကဓမြလူကိုကန့်ချက်ကြောင်းအဝေးကိုလွင့်သွားခဲ့။ဟမ်ဖိုးထူအဆင်ပြေရဲ့လား။ဒါနဲ့မိဝိုင်းလေး ိုတူတို့နာကိုပြေးသွားလိုက်တယ်။တော်ပေါ်ကတော့တငယ်ချင်းနေခံလိုက်ရတာကြောင့်ဒေါသထွက်သွားခဲ့ပြီးဓမြတွေကိုတိုက်ခိုက်တော်တယ်။ကဲ့ကွာကဲ့ကွာသားတို့တငယ်ချင်းတွေကိုထိကန်အောင်လှုပ်ချင်။တော်ပေါ်လည်းပြောပြောဆိုဆိုနဲ့ဓမြတယောက်ရဲ့လက်ကိုကပ်ပြစ်လိုက်တော်တယ်။အာသေပါပြီဗျ။ဒါနဲ့ကပ်ခင်ရတဲ့ဓမြလည်းဒေါသထွက်သွားပြီးတော်ပေါ်ကိုချုပ်ထားလိုက်တော်တယ်။ဟင်ဒီကလေးရဲ့အသက်ကိုယူလိုက်ကွာ။ ဒလုံနဲ့ဓမြတယောက်ကတော်ဘွေးရဲ့လက်ကောင်းဝိစီကနေသူ့အသက်တွေကိုယူနေခဲ့တော်တယ်။ဟာကဲကဲကြမအောင်ကဲကြမအောင်ဘိုးထူးတို့လည်းလေးကြနေရကမြင်မြင်ထပြီးတော်ဘွားနာကိုပြေးလာတဲ့အတွက်ကြောင့်ဓမြတွေလည်းတော်ဘွားကိုလွှတ်ချပြီးထွက်ပြေးသွားခဲ့တော်တယ်။မိဝိုင်းကလေးကြနေရဲ့တော်ဘွားကိုပွေ့ချင်လိုက်တယ်။တော်ဘွားတော်ဘွားနင်းစင်ပြီးရလားရင်ငါငါအသက်ရှူမွားတော့ဦး ဒါနဲ့ဘိုးတူလည်းတူပွဲရဲ့လက်ကဝိတ်ကိုကျင်းလိုက်ချိန်မှာကနန်းနင်းနေခဲ့တာပါဟမ်တူပွဲတက်ပြီးကုန်တော့မှာပဲဒီလိုနဲ့ဘိုးတူလည်းသူ့ရဲ့လက်ကဝိတ်ကိုတူပွဲရဲ့လက်ကဝိတ်နဲ့ထိပြီးအသက်ပြန်ပေးလိုက်တော့တူပွဲလည်းအဆင်ပြေသွားခဲ့တော့တယ်မလေးငါတည်တော့မယ်မတာတော်သေးတယ်အသက်ပြန်ရှင်လာလို့ဒီနေရာကထင်သာတဲ့အန်ဒီအပေါ်များနေတယ်ငါတို့အသက်တွေမကုန်သွားခွင့်တကားမကူမြင်မြင်ရှာကြတာပေါ့ ။ဒီလိုနဲ့သူတို့အခွင့်အသားတွေလေးရွာဝင်လန်းကိုရောင်းလာခဲ့ကြပြန်တာပါ။ငါတို့ပထမဆုံးရောက်လာတာဒီနေရာပဲမလား။ဟုတ်တယ်ဟာ။ဒါပေမဲ့တကားပေါက်ကရှေ့မနေဘူး။ဘလို့ပြန်ရှာကြမလဲ။အဲ့ဒီအချိန်မှာပဲဦးလေးကြီးတယောက်ကရှေ့ဘူးဝယ်ပြီးသူတို့နားကနေဖြတ်သွားနေခဲ့တော့တယ်။တောင်မြင်သွားတဲ့ဖူတူဟာဟိုဦးလေးဒီဝဝင်မှာတကားမောင်နေအောင်မြင်မိသေးလားဟမ်ဦးလေးကြီးကခေါင်းတစ်ချက်ကုန်လိုက်တယ် အမ်ထူဆန်းနေမော်တကားကိုပြောတာတင်နေဟုတ်တယ်ဟုတ်တယ်ဗျတွေ့မိလားတကားတလီတော့ဒီရွာဝင်လမ်းမှာပေါ်လာတာကိုတွေ့မိတယ်ကွတလားတကားလားနှစ်လားမှတကားလားဆိုတာတော့ဦးလေးလည်းသိစမသိဘူးကြီးဗျာဒါနဲ့ဦးလေးကြီးကသူ့နာကနေထွက်သွားခဲ့တော့တယ်နှစ်လားမှတကားဆိုဘယ်လိုလုပ်မလဲခုတော့ငါ့အသက်တွေကုန်ငါနေလို့ဖိုးထုတ်ပြီးတဲ့အတန်နဲ့အသက်ဆက်နေရလားအဲ့လောက်ချိန်တွေကြာနေရင်ငါတို့အသက်တွေစားတော့ဖို့နဲ့ ကြံရောကြံမှာမလား။음ဖြစ်လာမှာတော့ဘယ်တက်နိုင်မှာမလဲ။အစီအမြောင်ကြည့်လို့ကြတာပေါ့။ဟုတ်ဘူး။ဒါလို့ဆိုငါတို့ဟိုနာအပင်အောက်ကနေပဲစောင့်ကြမလား။음ဒီတိုင်းပဲလောက်ကြတာပေါ့။ဒါလို့နဲ့သူတို့အဖွဲ့တော်ရင်လေအပင်အောက်ကိုသွားလိုက်ပြီးထိုင်ချလိုက်ကြတယ်။ဟိုဖို့သူငါရေးစားတယ်။ဟင်ဟုတ်လား။ဒါလို့ဆိုငါတော့ဝယ်လိုက်မယ်။တကားမောက်ကဘယ်ချိန်ပေါ်လာမင်းဆိုတာမသိဘူးဆိုတော့မင်းတို့ကဒီမှာပဲစောင့်နေလိုက်ကြ။ဒါဆိုငါနေနဲ့လိုက်ခဲ့မယ်လေဖို့သူ။ အေးဒီလိုဆိုလဲသွားကြတာပေါ့ဒီလိုနဲ့ပို့ထုနဲ့မိဝိုင်းလဲရေဝဲဖို့အတွက်ဈေးတဲ့ကိုရောက်လာခဲ့ကြတယ်ပို့ထုဟိုရေတက်ကကဟွန်းနားမှာရောက်နေတယ်အော်အေးဒါနဲ့သူတို့ရေတက်ဝင်ဖို့စိုင်နားကိုတုတ်ကတ်သွားလိုက်ချင်းအမျိုးသားတစ်ယောက်ကဆိုင်ရှင်ဦးလေးကြီးကိုအတနာခံနေခဲ့တာပါဟိုလောက်ပါဦးလေးရဲ့ဟိုကြောက်ကိုရေတန့်နေဘူးတော့အကျွေးရောက်မှာနော်ကျုပ်ဆက်ဆက်ပြန်ဆက်ပါမယ် မင်းကမကြခင် အချိန်သုံးရဖြစ်ပြီးတော့တိတ်ရောမဲ့သူပဲကြုတ်ကြူဘလို့ပြန်ဆက်မှာလဲအာသွားဆက်မှာသွားဆက်ဝေးဝေးသွားအနားအောင်မလာခဲနဲ့ဒါနဲ့အဲ့ဒီမျိုးသားလေးစိုင်းရှင်ဦးလေးကြီးနာကထွက်သွားခဲ့တော်တယ်စိုင်းရှင်ဦးလေးကြီးကဖိုးထုတို့နေရာကိုကြည့်လိုက်တယ်မင်းတို့အောင်ဘာလို့ရက်ကြည့်နေရလဲဟိုရေတန့်ဝယ်မလို့ပါတကက်ကိုဘလောက်လဲမင်းတို့အောင်ဝယ်နိုင်လို့လားတကက်ကို၁၀နဲ့ဗျာမဝယ်နိုင်ဘူးမလားဒိုးလိုက်တော့ ဟိုဥလိတကယ်စီကအရမ်းများနေလို့သုံးမှုလောက်ခွဲပေးပါလားခွဲမရောက်ပေးနိုင်ဝဲခြင်းဝဲမဝဲခြင်းနေဖူတူဟိုစင်းနေကအရမ်းများနေဘယ်လိုလုပ်ကြမှာလဲအစာမစားပဲနေနိုင်ပေမဲ့ရေမတောက်ပဲနေတော့တို့လေအသက်ဆက်နိုင်မှာမဟုတ်ဘူးဝဲကြတာပေါ့ဒါဆိုငါအသက်နဲ့ရှင်းလိုက်မယ်ဖူတူနင်းနီငါမှရှိခဲ့တဲ့အသက်နဲ့ရှင်းမလို့လောက်တည်တယ်ဟာဒါနဲ့ပဲအရင်ရှင်းကြတာပေါ့ဒါနဲ့ဖူတူလည်း သူ့အသက်ဆယ်နှစ်စာနဲ့ရင်သက်မဝဲလိုက်တော့တယ်။ဆိုင်ရှင်ဦးလေးကြီးနဲ့ဖိုးသူကလက်ကဝေချင်းထီလို့ငွေကြေးပြီးတော့ကဦးလေးကြီးကမင်းတက်လေတိတ်မကြံတော့ဘူးပဲ။လျှော့သုံးကားသူရေလျှော့သုံး။ဟုတ်ကဲ့ပါဦးလေးကြီး။ဒါနဲ့ဖိုးသူတို့လည်းရေတံမှုတကက်ယူပြီးထွက်လာ။သူတို့ကိုကြည့်နေစောနာအမျိုးသားကိုမြင်လိုက်ရတယ်။ဟိုကိုကြီးကိုရေတံတပူလောက်ပေးလိုက်ရင်ကောင်းမယ်နေတူတယ်။အဲ့လေသူလည်းရင်ငက်နေရှာတာဆိုတော့ပေးရပါဘို့။ ဒလုံနဲ့ဖို့တူလဲအဲ့ဒီမျိုးသားကိုရေသက်တဘူးပေးလိုက်တော့တယ်။ကျေးဇူးတင်ပါတယ်ငါတို့ရဲ့ကျေးဇူးတင်ပါတယ်။ရပါတယ်ဗျ။နောက်တော့ပိုးတူတို့နှစ်ယောက်နဲ့ရွာတိကိုရောက်လာခဲ့။မိဝိုင်းကအပင်အောင်မှလဲနေတဲ့ငပိန်တို့နှစ်ယောက်ကိုမြင်ပြီးအလန့်တကြားနဲ့ထဝော်တော်တယ်။ဟဲ့ဟိုငပိန်တို့ဘာဖြစ်နေကြတာလဲ။ဒီလုံနဲ့နှစ်ယောက်သား ငပိန်တို့နာကိုပြေးသွားလိုက်ကြပြီးလှုံ့နှိုးတော့တာပါတပွေတပွေမင်းတို့ဘာဖြစ်တာလဲငါငါတို့အသက်တွေလူခံလိုက်ရလို့ဟဟမ်ဒါနဲ့ဘိုးသူလည်းငပိန်လက်ကောင်းဝိတ်ကိုထိပြီးအသက်ပြန်ပေးလိုက်ကြော်ဒီမိဝိုင်းကတော့တပွေလက်ကောင်းဝိတ်ကိုထိပြီးအသက်ပေးလိုက်တာပါအသက်ပေးပြီးနောက်တော့တပွေနဲ့ငပိန်လေးအသက်ဝဝရှူနိုင်တော့တယ်မင်းတို့မြန်မြန်ရောက်လာလို့တော်သေးတယ်ဟနှုတ်မို့ရင်ငါတို့တော့သိပြီပဲဟုတ်တယ် ငါတို့နှစ်ယောက်ထိုင်နေတော့ဟိုရုတ်တရက်အိတ်ချင်လာပြီးနှလုံးမိတ်သွားရနေပြန်ပွင့်လာတော့အတက်ကရန်နေနေကြတာဟာဘသူကငါတို့အတက်ကိုယူသွားတယ်ဆိုတော့ငါတို့နှစ်ယောက်လုံးမမြင်လိုက်ဘူးဒီဟာတော်တော်အနေများတာပဲဘလို့လို့မလဲဖို့သူအရင်ဆုံးရေတောက်လိုက်တို့တွေလာခဲ့တဲ့နေရာကိုပြန်ရောက်နိုင်အောင်တော့နီးလဲရှာမှာပါဒါနဲ့ငပိန်နဲ့တုတ်ပေါ်လေရေတောက်လိုက်တော့တယ်ဒါနဲ့ဖို့သူနေ့စီမှာအသက်မကြံတော့ဘူးလားငါစီကယူထားလိုက်နေနေရတယ် ငါတို့ရဲ့ယောက်ျားလေးပဲအဆင်ပြေတယ်။တကားမောက်ပြန်ပေါ်မလာမချင်းငါတို့အသက်တွေကိုလူမခံရအောင်တေချာစောင့်ကြည့်ကြတာပေါ့။ဒီဟာကဘာလို့ခုတိုင်ဖြစ်နေရလဲ။ကျိန်စာမိနေရများလား။အဲ့လိုလေဖြစ်လောက်တည်းဟာဘူတာမို့ဒီဟာလူတချို့ဟာသူတို့အသက်ရှင်မှုအတွက်ငါတို့စီရနေအသက်တွေကိုလာလို့ယူနေကြ။အိမ်မပြန်နိုင်မအောင်လေငါကြောက်တယ်တိလားမကြောက်ပါနဲ့တို့ဘောရဲ့ငါတို့အိမ်ပြန်နိုင်မှာပါဝ ဘိုးသူအဲ့လိုပြောနေတော့သူတို့ရှိမှတကားပေါက်နေအောင်ကဘွားကနေပေါ်လာခဲ့တော်တယ်ဟာခုမတကားပေါက်နေအောင်ပေါ်လာပြီဝင်ကြမယ်ဟိအဲ့ဒီအချိန်မှာပဲလူမိုက်တွေရလေသူတို့ဆီကနေတက်တွေလူယူဖို့အတွက်ပြေးလာခဲ့ကြတာပါဟမ်ခုမလူမိုက်တွေပဲဟဲ့အောင်နီမြေမြေဝင်ကြဒီလိုနဲ့ဘိုးသူတို့အဖွဲသားတွေလေလူမိုက်တွေမိကနေမှပဲတကားပေါက်တွေကိုဝင်သွားနိုင်ခဲ့တော်တယ် ဦးအောင်မောင်ကနွားနေပေါ်မှာအိပ်ပျော်နေကြတယ်။ဖိုးထုလိုအဖွဲတွေကိုနှိုးတော်တယ်။ငပိန်းတာဘာလို့အိပ်နေကြရလဲထထဒီလိုနဲ့တို့လေးယောက်တော့ဦးအောင်မောင်အတန်းချောင်းနိုးလာခဲ့ကြတယ်။ဟမ်ဦးဒါဘယ်နေရလဲဦးအောင်မောင်ကလျှောက်ကနေငပိန်းကိုကောင်းကောင်းလိုက်တယ်။ဘယ်နေရဖြစ်ရမှာလဲအိမ်အိမ်အာနာရဲဗျာအေးခုမှနာတတ်ဗလားဟမ် နွားလဲကိုလေမောင်းတော့မရှိပဲဘလို့ရောက်လာလဲတော်သေးတယ်ကြုံနွားကြီးလိန်မာလို့ပေါ့မဟုတ်ရင်တော့ဒင်းတော့မလွယ်ဘူးပဲဒါနဲ့ဖိုးတူတို့လေလက်ကောင်းဝေးကိုတတိယသွားခဲ့ပြီးကြည်ကြတော်ရီဟမ်ငါတို့လက်မှာကနန်းနီပျောက်သွားပြီပဲဟုတ်ပါနော်ဘလို့ပဲဖြစ်ဖြစ်ပြောင်းလာလို့တော်သေးတာပေါ့ငါတို့ကအဲ့ဒီမြာကိုရောက်သွားတယ်ဆိုတဲ့အကြောင်းအိမ်မက်မက်နေရောမဖြစ်နိုင်ဘူးလားအေးနော်အဲ့လိုများလားဒါနဲ့သူတို့အဖွဲ့သားကြီးလေ အဲ့ဒီရွာကိုရောက်သွားခဲ့တာအိမ်မက်လားတကယ်လားဆိုတာကိုခုချိန်ထိအပြေမရှာနိုင်ကြသေးပါဘူး